င်္ဂလာပါရှင်2025ခုနှစ်ဇွန်လ20ရက်နေ့ရက်မွန်းတက်7နှစ်အချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မမှုပါရှင်။ဒေါ်လာပကြီဆီယာမနှုတ်ရင်ရဒေါ်အောင်ဆန်းစုကြည်ပုံတူပကြီကောက်ကိုအမေရိကန်ဒေါ်လာ1080နဲ့လေလံအောင်သွားပါတယ်။ကြောက်ဖြူမျိုးနဲ့ပြိုင်စေးကေရွာစစ်ကောင်စီတက်စကန်ကို AA ကတိုက်ခိုက်သိမ်းပိုက်မှုမှာစစ်တပ်ဘက်မှ90ဦးထပ်မံနေတေဆုံးပြီးတော့အများပြအရှင်ဖန်စီရရှိလိုက်ပါတယ်။ အာဆီယံကမြန်မာနဲ့ထိတွေ့ဆက်ဆံမှုမလုပ်ရင်ရှက်စရာလို့မလေးရှားကပြောလာပါတယ်ရှင်။ရှေ့တန်းတိုက်ပွဲတွေမှာတေဆုံးခဲ့တဲ့တက်တာမောင်စုရှင်ရဲ့တေဆုံးမှုတည်င်းကို6လကြာမှစစ်တပ်ကမိသားစုကိုအတိပေး၍6လနှောက်ကြကနိုင်ရေးအမြောက်ဝေမှုလှုပ်ဆောင်ရတယ်လို့ဆိုပါတယ်။တနင်္လာနေ့မောတောင်လမ်းမှာစစ်ကြောင်ထိုးနေတဲ့စစ်တပ်ကြောင့်ဒေသခံစစ်တပ်တင့်နေခြင်း အမြန်ဆုံးလွတ်မြောက်ရေးအစွမ်းကုန်ကြိုးပမ်းမယ်လို့ Black Cobra စစ်ကြောင်းကအတည်ပြုလာပါတယ်။လာရှုမှာလိုင်စင်မဲ့ကားတွေကိုရှောင်းတခင်ဖမ်းဆီးနေတာတွေရှိနေပါတယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့မွန်တဲ72နိုင်ချင်းထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမဆောင်တဲ့ဒီဘုံအနေနဲ့လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အသက်88ပြည့်မွေးနေ့မှာအမတ်တရားဖြစ်ရေးဆွဲခဲ့တဲ့ပကြီကောက်ကိုကြံခင်စေအမေရိကန်ဒေါ်လာ3500နဲ့လေးလံတင်ခဲ့ရအမေရိကန်ဒေါ်လာ1080နဲ့လေးလံအောင်ခဲ့တယ်လို့တော်လန်ပကြီဆီယာမနှုတ်ရင်ကအတိပေးထားပါတယ်။အမေပကြီကားလေးကိုအမြင့်ဆုံးနှုန်းထား USD 1080နဲ့အောင်မြင်စွာရရှိပိုင်ဆိုင်သွားတဲ့အမေသားတအုပ်ကိုကျေးဇူးဝမ်းမြောက်စွာဖြင့် Beef Congratulation ပါလို့ပြောပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ရက်ဆွဲပကြီကားတွေဒီကာလမှာအမတ်တရရက်ဆွဲပကြီကားတွေကိုရံပုံငွေပွဲ အလူတွေမှာတော့မထည့်ပေးပဲနောက်တစ်ချိန်မှာ တစုတစီတဲ့တင်းစီနိုင်အောင်အစင်အဆက်ထိမ့်သိမ်းထားခဲ့တယ်လို့ဆီယာမနှူရင်ကဆိုပါတယ်အမဲကူညီလိုအပ်နေတဲ့ကာလဖြစ်တဲ့အတွက်ပြည်သူတွေအတွက်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဌာနအလူအဖြစ်ဖြည့်ဆည်းပေးနိုင်ဖို့ရာ သူမျက်နိုတဲ့အမှုပညာလက်ရာကိုထုံးစံအတိုင်းအတုံးချပစ်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ San Francisco ပွဲမှာကင်းနဲ့အမတရအားဖြည့်ပေးလိုက်တဲ့လေလံအလူပကြီးကားလေးမှာတော့စံချိန်တင်အလူ USD 18500အထိရရှိခဲ့ကြောင်းဒေါ်အောင်စန်းစုကြည်ပုံတူပကြီးကားတွေကိုဆက်ပြီးတော့ရေးဆွဲနေမှာဖြစ်ကြောင်းလည်းအသိပေးထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်ကြောက်ဖြူမြို့အမှတ်32 ရဲတပ်ရင်ကာကင်စခန်းဖြစ်တဲ့ပြိုင်စစ်ကေကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုအရခတက်တော် A ကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား50ဦးထပ်မင်းနဲ့တေဆုံသွားပြီးအများအပြားကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်ကပြောဆိုပါတယ်စင်ရတရားရှိတဲ့ပြိုင်စည်းကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီစခန်းကိုအရခတက်တော် AA ကအလုံးအင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီရဲ့အမှတ်32ရဲတပ်ရင်းကို AA က ဝိုင်းရံပိတ်ဆိုနေစဉ်တိုက်ခိုက်နေကြောင်းယခုရက်ပိုင်းတိုက်ပွဲတွေအတွင်မှာစစ်ကောင်စီဘက်မှတပ်သား90ဦးထက်မနည်းကိုရှင်းလင်းနိုင်ခဲ့ပြီးတော့အများအပြားကိုအရှင်ဖမ်းဆီးရရှိထားတယ်လို့သိရပါဗျ။ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုမှာစစ်ကူပေးနိုင်ခြင်းမရှိစေရန်အာခတ်တပ်တော် AA ကအပတ်ပတ်မှဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားကြောင်း AA ရဲ့ကြောက်ဖြူမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့နန်ဖဲတောင်တပ်စခန်းမင်းတက်တောင်တပ်စခန်းနဲ့ လက်ခမော်တက်စကန်တို့ကိုတိမ့်ပိုက်ထားပြီးတော့လက်ရှိမှာအမှတ်32ရဲတပ်ရင်းကိုဥတီတိုက်ခိုက်နေတယ်လို့သိရပါဗျ။ကြောက်ဖြူတိုက်ပွဲကိုစစ်ကောင်စီကជីရေလေ၃ခုစလုံးဖြင့်ခုခံတိုက်ခိုက်နေပေမဲ့အာရခတက်တော် AA စစ်ရေအသာစီရရှိနေကြောင်းရခိုင်ပြည်စစ်ရေတုံးသက်သူတွေကပြောပါရရှင်။ဆလဘီအာဆီယံအဖွဲ့ကမြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုဆက်လုပ်ဖို့မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတိုက်တွန်းခဲ့ပြီးတော့အဲ့လိုဂျောင်းဝင်ဆွတ်ဖတ်မှုကမြန်မာပြည်ရင်းစစ်ကိုပြီးဆုံးစေမယ်ဆိုတဲ့ဂတိမပေးနိုင်ဘူးလို့ဝန်ခံခဲ့ပါတယ်။လက်ရှိမှာအာဆီယံအဖွဲ့ဥက္ကဋ္ဌအနေနဲ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံရဲ့အခြေအနေကိုအပတ်စဉ်အနီးကပ်စောင့်ကြည့်နေတယ်လို့သူကပြောပါတယ်။အချင်းချင်းအပြစ်ခတ်ရက်စဲတာလူသားချင်းစာနာမှုအကူအညီပေးအပ်ခွင့်ရချင်တာဖြုတ်ချခံရတဲ့အရက်သားအစိုးရနဲ့စစ်ကောင်စီကြားတွဲဆောင်ဆွေးနွေးဖို့ကျွန်တော်တို့ လိုလားပါတယ်။ဒါပေမဲ့သူတို့အခုထိဒါတွေကိုမလောက်ဆောင်ရသေးဘူးလို့သူကဆက်ပြောပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက်တွန်းအားပေးဖို့တာဝန်ကိုအာဆီယံအဖွဲ့တွေက တာဝန်မယူနိုင်ရင်ရှက်ဖွယ်ဖြစ်လာလိမ့်မယ်လို့အန်ဝါကပြောကြားခဲ့ပြီးတော့စေစံညှိနှိုင်းမှုတွေမှာအခြားတိုင်းပြည်တွေပါဝင်မှုကိုကြိုဆိုလိုက်ပါတယ်။မြန်မာပြည်ပခါတွေကမလေးရှား၊ထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော တိုင်းပြည်တွေအထိပြန့်နှံ့လာခဲ့ပြီးတော့ရိုဟင်ဂျာဒုက္ခသည်အကြက်အတဲဖြစ်စေခဲ့တယ်လို့သူကထောက်ပြထားပါတယ်။လူပေါင်း3600ကျော်တေဆုံးခဲ့တဲ့မတ်လအတွင်းမှာမြန်မာနိုင်ငံမှာအင်အားပြင်းမြင်းငလင်းတစ်ခုလှုပ်ခတ်ခဲ့ပြီးတဲ့နောက်မှာဧပြီလမှာအန်ဝါကစစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကြားအပြစ်ခတ်ရက်စဲဖို့အကြိုးဆောင်ပေးခဲ့ပါရဲ့ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းရှေ့တန်းတိုက်ပွဲမှာတေဆုံသွားခဲ့တဲ့တပ်သားမောင်စုရှင်ရဲ့တေဆုံမှုသတင်းကို6လကြာမှစစ်တပ်ကမိသားစုတွေကိုအတိပေး၍6လနောက်ကြာကနိုင်ရဲအမြောက်ဝင်မှုလှုပ်ဆောင်ခဲ့ရတယ်လို့တန်ရီသူမိသားစုတွေထံကနေသိရပါဗျ။လိုင်တာယာမြို့နယ်အနောက်ပိုင်းစနစ်ရက်ကွက်မှာနေထိုင်တဲ့အသက်30အရွယ်မောင်စုရှင်ခေါ်ဖိုးခွာက အထယ်ချုပ်အလုတ်အကိုင်းလုံနေရမှာစစ်သားအဖြစ်မိမိသဘောဖြစ်ဝင်ရောက်သွားခဲ့ကြောင်းစစ်တင်တန်းဆင်းပြီးတဲ့နောက်မှာမကွေးတိုင်းချောင်းမြို့နယ်မှာရှိတဲ့တမ88လက်အောက်ခံခလာရ73မှာစစ်မှုထမ်းရကြောင်းအဲဒီနောက်မှာစစ်တပ်ကသူ့ကိုရှေ့တန်းစစ်မြေပြင်ကိုဆစ်လွတ်ခဲ့ပြီးတော့ယခုဇန်နဝါရီလ1ရက်နေ့မှာတည်ဆုံသွားခဲ့တာလို့သိရပါတယ်မောင်စုရှင်နဲ့မိသားစုကအဆက်အသွယ်ပြတ်တောက်သွားပြီးတော့စုံစမ်းပေမဲ့စစ်တပ်ကတေဆုံမှုတည်င်းကိုအတိမပေးခဲ့ကြဘူး ဒါပေမဲ့မောင်စုရှင်တေဆုံးပြီးတော့6လအကြာမှာစစ်တပ်ကအတိပေးလာခြင်းဖြစ်ပြီးတော့မိသားစုက6လပြည့်စွန့်တွနာရီတရားနာလှုပ်ဆောင်ခဲ့ရကြောင်းသိရပါတယ်6လပြည့်စွန်းတွနိုင်ရီတရားနာဖိတ်ကြားရမှာလဲရှေ့တန်းမှာတည်ဆုံးတယ်လို့ဖော်ပြခွင့်မရဘဲနဲ့96ပါယောဂာနဲ့တည်ဆုံးတယ်လို့ဖော်ပြရကြောင်းတက်တာမောင်စုရှင်တည်ဆုံးမှုမှာစစ်တပ်ကအတန်ရစ်သူ မိသားစုတွေထံကိုထောက်ပံ့ခြင်းနဲ့ခံစားခွင့်ရော်ကြေးပေးခြင်းမရှိကြောင်းလည်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးတနင်္သာရီမြို့နယ်မောတောင်ဒေသမှာပြန်လည်ဆိုးမိုးနိုင်ရည်နဲ့ဆင်းရဲဖြစ်တင်နိုင်ရည်ကျိုးပန်းနေတဲ့စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကြောင့်ဒေသခံပြည်သူများကာလကြာရှည်စစ်တမ်းခံရခြင်းမှာအ мян ဆုံးလွတ်မြောက်နိုင်ရန်အတွက် KNU KNN နဲ့တပ်ဖွဲ့ဝင်များနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေမှာလိုအပ်တဲ့ဆောင်ရွက်မှုတွေကိုအစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ Black Cobra စစ်ကြောင်းမှာပြည်သူလူထုကိုအသိပေးထုတ်ပြန်ခဲ့ပါတယ်။ တနင်္သာရီမြို့နယ် KNU KNN နေတက်ရင်17နယ်မြေအတွင်းမှာရှိတဲ့မောတောင်နေဆက်တပ်စခန်းကိုစစ်ကောင်စီတပ်ကတပ်အပြောင်းလဲပြုလုပ်ရန်မောတောင်ထုံခါလမ်းပိုင်းကိုပြန်လည်ဆိုးမိုးနိုင်ရန်မောတောင်နဲ့မြို့နယ်မှာရှိတဲ့ပြူစောတိရွာများကိုလက်နက်တပ်ဆင်ပေးရန်အတွက်စစ်ကြောင်းထိုးတဲ့ချောင်းလာပြည့်နှစ်ဖြစ်တဲ့ဇွန်လ18ရက်နေ့မှာ Bluff Cobra စစ်ကြောင်းကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ Bluff Cobra စစ်ကြောင်းက KNN နဲ့တက်ရင်17ရက်ဥဆောင်မှုနဲ့2024ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့ KNU KNN နဲ့တက်မဟာလေသတင်းရင်းမြစ်တအုပ်ကလည်းပြောပါတယ်။အဲ့ဒီစစ်ကြောင်းကတနင်္သာရီမောတောင်လမ်းတစ်လျှောက်ကိုထိုးစစ်ဆင်နေတဲ့စစ်တပ်ကိုတိုက်ခိုက်ရန်အတွက်ဖြစ်ပြီးတော့စုဖွဲ့မှု ပုံစံမှာ KNU KNN နဲ့တပ်မဟာ6မှာရှိတဲ့ဗိုလ်သားဘောဦးဆောင်တဲ့ Cobra စစ်ကြောင်းကဲ့သို့ဖြစ်တယ်လို့လည်းသိရပါဗျ။ ဲ့ဒီစစ်ကြောင်းဥဆောင်ပြီးတော့စကားဆောက်ကိုတိုက်နေတဲ့ပုံစံမျိုးရှိတာပေါ့လို့ KNU KNN နဲ့တက်မဟာလေးသတင်းရင်းမြစ်ကလည်းပြောပါတယ်။မော်တောင်ဒေသကိုဥတီထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ကို KNU KNN နေနဲ့ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့ပြီး6လမှာစစ်တပ်စစ်ကြောင်းမှာအထူးကအကြဆုံးတွေများပြားခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာစစ်တပ်စစ်ကြောင်းကတနင်္သာရီမှာရှိတဲ့ကျေးရွာတိန်ခွန်းကျေးရွာအနီးမှာအရှိကိုဆက်မတိုးနိုင်တော့ကြောင်းလဲသိရပါဗျ။ စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့်လန်တကျောမှာရှိတဲ့တေးရွာတွေမှာရွာသူရွာသားများစစ်ဘေးရှောင်နေကြရသည်မှာ6လတိတိဖြစ်ခဲ့ပြီလို့ဖော်ပြထားပါတယ်။စစ်တပ်ရဲ့6လတာထိုးစစ်အတွင်မှာစစ်ဘေးဒဏ်ခံရတဲ့တေးရွာတွေမှာ6နှစ်ပေါက်ရွာနဲ့တင်ခွန်းကျေးရွာတို့ဖြစ်တယ်လို့သိရပါတယ်။ စစ်တပ်စစ်ကြောင်းထိုးလာတဲ့လမ်းကြောတလျှောက်သာမကဘဲနဲ့အနီးနားကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခြင်းလေကြောင်းကနေဘုံကျဲခြင်းတို့ကြောင့်အနီးနားကျေးရွာများမှာဒေသခံတချို့လည်းလက်နက်ကြီးထိမှန်ပြီးတော့တေဆုံးမှုတွေရှိတယ်လို့သိရပါဗျ။ဇွန်လ18ရက်နေ့နဲ့18ရက်နေ့မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေနဲ့တော်လိုင်းရဲတပ်တွေမရှိတဲ့နေရာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်၍ပြည်သူများအနေနဲ့ဘေးကင်းလုံခြုံရေးအစီအမံများဘုံခိုခြင်းများပြုလုပ်ရန်ဆောင်ရွက်ထားကြရန် Bluff Cobra ကအသိပေးထားပါရရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့ရှမ်းမြောက်လာရှိုးမြို့မှာလိုင်စင်မဲ့ကားတွေကိုရှောင်းတခင်ဖမ်းဆီးနေတာတွေရှိနေတယ်လို့လာရှိုးမြို့ကတအုပ်ကပြောပါတယ်။လာရှိုးမြို့နံတူလမ်းခွဲမှာလိုင်စင်မဲ့ကားတွေကိုစစ်ကောင်စီတပ်ကဖမ်းဆီးပြီးတော့ပြန်ရွေးခွင့်မပေးဘူးလို့ဒေသခံတွေအခက်တွေ့နေတယ်လို့သိရပါတယ်။ကံမကောင်းတဲ့လူတွေဆိုရင်အဖမ်းခံရတယ်ပေါ့။နံတူလမ်းခွဲမှာဖမ်းတာတွေ့တယ်။သူတို့ကဖမ်းကျင်တဲ့စိတ်ပါမှဖမ်းတာ။သူတို့စိတ်မပိုင်ရင်မဖမ်းဘူးနော်။ ပြန်ရွေးခွင့်မပေးဘူးလို့ပြောတယ်။အဲ့လိုကြအဆင်မပြေဘူးလေနော်။ဘာဆက်ဖြစ်မလဲမသိတော့ဘူးလို့လာရှိုးမျိုးကတအူးကပြောပါတယ်။လာရှိုးမျိုးအဓိကလမ်းမတွေမှာလိုင်စင်မဲ့ကားတွေကိုစစ်ကောင်စီတပ်ကရှောင်းတခင်းအနေနဲ့သာဖမ်းဆီးနေတာဖြစ်တယ်လို့နောက်ထပ်လာရှိုးမျိုးကတအူးကလည်းဆက်ပြောပါတယ်။အစူးလိုက် မဖမ်းတာပဲရှိတာ။တည်င်းတွေပွာလာမှာဆိုလို့ပေါ့။သူတို့မထင်ရင်မထင်သလိုထားလောက်တဲဆိုတဲ့ပုံစံမျိုးပေါ့ဆိုင်ကယ်ဖမ်းတာတွေတော့မတွေ့သေးဘူးလို့ပြောပါရစေ။ တန်ရံမြို့မှာလည်းစစ်ကောင်စီတပ်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကစတင်ဖမ်းဆီးနေကြောင်းဒေတာခန်တွေကပြောပါတယ်။မေလနောက်ဆုံးအပကစပြီးတော့ရှမ်းတောင်တောင်ကြီး အောင်ပန်းပင်းတရနဲ့စီဆိုင်မြို့တွေမှာလည်းလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုစစ်ကောင်စီကဇက်တိုက်ဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်ရှင်။ ဒီကနေ့မွန်တဲ့၁၂နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင် see say that's what i do me shows up next to me favorite it on so a twat at that way base me how it goes it tell you at me sana kuni pe ma how i let to me yeah you do it up be that the sunny yeah do ana ju nya che mo mi che mi yeah tin ya ne swet che ni ယုံကြည်သည်ပါမတိဒီလိုကမွေးတဲ့အောင်စီသည်လိုက်ဝဲလိုက်လေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့ရဲ့ယုံကြည်ကိုစီအပ်တပေးကြတရေကောင်းပေါင်းလို့သည်တမိုင်းကြည့်ပေးစပေးကြကတိပြုသင်စာသည်ဒီလိုလူလူပေါင်းပြီးစံစားပြရမည်နိုင်ငံတော်ကို

主你，就差别着你，飞来比老鼠快，但会被神秘，大卫国际天越加密，萨拉库尼佩马，他让来对你。夜夜追到比比，代替的沙尼，前途阿拉有娘，最后有天你，年纪年来岁天地你，有几滴，把那天。